မင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ချစ်လာစွာသောဓမ္မမိတ်ဆွေမတွေ့ရတာလည်းကြာပြီစကားမပြောဖြစ်တာလည်းကြာပြီအခုဆိုကျွန်တော်ဇလန်တွေ့လေးရလည်းပြီးသွားပြီဆိုတဲ့အခါကျတော့လွမ်းပြေကြည့်စရာလည်းမရှိဘူးအပြင်းပြေကြည့်စရာလည်းမရှိဘူးဖြစ်နေကြမှာပေါ့နော်ကျွန်တော် ကလည်းရိုက်ခွေးကိစ္စတွေရောကျွန်တော်ရဲ့အလုပ်ကိစ္စတွေရောခီးကြီးပတ်ထွက်နေရတဲ့အခါကျတော့ကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေကျွန်တော်ရဲ့ထမင်းရှင်တွေကျွန်တော်ရဲ့ဂျေဆုရှင်တွေနဲ့ စကားမပြောပြတာကြာသွားပြီပေါ့နော်အဲ့တော့ဒီနေ့အလွမ်းပြေတက်လာတာပါကျွန်တော်ဝလာလိုက်ကျွန်တော်ဖောင်းတော့တူပဲအေးပေါ့နော်တဖြည်းဖြည်းနဲ့အရွယ်ရလာလို့ရှိရင်အရွယ်နဲ့တူဇရာရဲ့အပြောင်းလဲတွေဖြစ်ပြီးတော့ခန္ဓာကိုယ်ရဲ့အပြောင်းလဲမှုတွေလည်းဖြစ်လာတာပေါ့နော်ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတွေကိုဗာလိဝင်များခြင်းလဲဗာလိ sharing လုပ်ခြင်းလဲဆိုတော့ ရိုးသားမှုကုံစားလို့မကုံဆိုတဲ့အရာလေးကိုကျွန်တော် sharing လုပ်ချင်ပါတယ်။အဲလူဟာအတိတ်ဘဝကပြုခဲ့တဲ့ကံပေါ့နော်အတိတ်ကံနဲ့ဆိုင်ပြီးတော့လက်ရှိဘဝမှာချမ်းသာခြင်းဆင်းရဲခြင်းဆိုတာဖြစ်ကြတာပေါ့။ အတိတ်ဘဝပြုခဲ့တဲ့ဒါနသီလမျိုးစိဘဝနာတွေစိုက်ခဲ့တာများခဲ့တယ်အားစိုက်စောက်တည်ခဲ့တာပေါ့နော်ဒီအားစိုက်ပြီးတော့မှစောက်တည်ခဲ့တာတွေများခဲ့တယ်ဆိုရင်တော့အဲ့လူတွေကဒီဘဝမှာထမင်းသုံးနှက်ကိုပေါပေါပေါပါတိရှာဖွေစားတောက်ရပြီးမပင်ပန်းမှု ချမ်းသာကြွယ်ဝတဲ့ပြည့်ပြည့်စုံတဲ့စိတ်ချမ်းသာခြင်းလူ့ကြမ်းမာခြင်းကိုယ်ဤကြမ်းမာခြင်းဆိုတဲ့အကြောင်းတရားတွေကိုကြုံတွေ့ရတာပေါ့နော်အဲအတိတ်ဘဝအကုသိုလ်တွေတိတ်များခဲ့တယ်အတိတ်ဘဝပြုခဲ့တဲ့အဲကုသိုလ်ဤအကျိုးတွေနည်းပြီးအကုသိုလ်အကျိုးတွေတိတ်များတဲ့ ူတွေကတော့ဒီဘဝမှာအာများစွာသောဆင်းရဲကြီးမှုတွေတောကတွေကိုမျိုးစုံကြုံတွေ့ရပြီးတော့ဟိုလူလူချင်းတများဘဝကိုငင်းမောအားကြရပြီးကိုဘဝကိုအမတန်ဆိတ်ရှုပ်စရာကောင်းတဲ့အနေအထားမျိုးတွေဖြစ်စေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဟိုအတိတ်ဘဝကျွန်တော်တို့မလုပ်ခဲ့တယ်ဆိုတာကျွန်တော်တို့မသိဘူးအဲ့တော့ကျွန်တော်တို့မသိတဲ့အခါကျတော့လက်ရှိဘဝမှာကျွန်တော်တို့ထမင်းသုံးနှံရှာစားတာကိုပကုန်းနှစ်ဖက်ကြားခေါင်းပေါက်တာချင်းတူတူပဲ ်ငွေရလွယ်တဲ့သူတွေရှိတယ်ငွေမရလွယ်တဲ့သူတွေရှိတယ်ငွေကြေးကြောင့်နေစဉ်ဆင်းရဲဒုက္ခဖြစ်နေရတဲ့သူတွေရှိတယ်ငွေကြေးကိုဟိုဆက်ကူတပွဲလိုပဲသဘောထားပြီးတော့ကိန်းကနန်းတစ်ခုလိုပဲသဘောထားပြီးလုံးဝမပူပါတဲ့သူတွေရှိတယ်တချို့ဆိုရင်အသက်အရွယ်ကြီးတဲ့ဒီပတ်စံဆိုတော့ကိုင်းကြမလို့မြင်လည်းမမြင်ဘူးဟိုကိန်းကနန်းတွေပဲအလုပ်သွားတာပေါ့ဥပမာအဲ banking တို့ kp တို့ဒီကိန်းကနန်းတွေနဲ့ပဲသူတို့ဘဝကိုရှင်သန်သွားတာပေါ့နော်အဲ့လိုလူတွေဆိုတာလည်းရှိတယ်အဲ့တော့ဘာလဲဆိုတော့အတိတ်ဘဝဒါနမျိုးစင်းနဲ့ဆိုင်တယ်အဲ့တော့မမြင်ရတဲ့အတိတ်ဘဝကိုကျွန်တော်တို့ကအသာထားလိုက်တော့ကျွန်တော်တို့အရင်ဘဝ ာဘာလုပ်ခဲ့ရဆိုတာမသိဘူးလက်ရှိဘဝမှာကျွန်တော်တို့ကမဖြစ်မနေလုပ်ရမယ့်အရာ၃ခုဖြစ်သွားပြီပေါ့နော်အဲ့ဒါဘာလဲဆိုတော့တန်တရာဆက်ဝန်းလဲနေမှာဖြစ်တဲ့အတွက်ကြောင့်နောင်ဘဝရင်မြန်ရှိခဲ့မယ်ဆိုရင်သို့မဟုတ်လက်ရှိဘဝမှာကြံ့ရှိနေတဲ့လူသက်တန်နေမှာအဆင်ပြေဖို့အတွက်ဆိုရင်အဲဒါနတိလာဘဝနာဆိုတဲ့ကောင်းမှုကုသိုလ်တွေကိုပွားများဖို့လိုအပ်တယ်ဒါန ပေးကမ်းဆွံ့ကြရမယ်သီလစောက်တည်ရမယ်ဘာဝနာပွားများနာယူရမယ်အဲ့တော့ဒါနသီလဘာဝနာတွေကိုကျွန်တော်တို့မဖြစ်မနေလုပ်မအောင်ရမယ်ပေါ့အဲ့တော့ကိုးစားနေတဲ့ထမင်းတွေကနေငတ်ကလေးတွေစွန့်ကြဲတာမျိုးကိုသုံးနေတဲ့ပတ်စံတွေကနေပြီးလမ်းမှာမရှိဆင်းရတဲ့လူတွေကိုဝေမျှတာမျိုးပြီးတော့ဘုရားကိုငါးပါးသီလခံယူပြီးတော့မှရည်ရည်တော်တောက်တော်ကြီးလေးတွေကတ်ပြီးတော့မှသီလစောက်တည်တာမျိုးလေးတွေပေါ့နော်နောက်တစ်ခုဘာဝနာပွားတာတိတက်နားလေတဲ့ဆရာသမားတွေအဲဖုန်းတော်ကြီးတွေယဟန္တာတွေဟော ပြောတဲ့တရားတော်တွေကိုနာကြားတာမျိုးအဆရှိတဲ့ကုသိုလ်တွေကိုကျွန်တော်တို့လုံးဝကိုရမယ်။အဲ့လိုလုပ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာဖြစ်လာမလဲဆိုတော့နောင်တန်တရားအတွက်လည်းကျွန်တော်တို့မျိုးစေ့ချပြီးသားဖြစ်မယ်။လက်ရှိကြံရှိနေတဲ့လူဘဝမှာလည်းကျွန်တော်တို့အတိတ်ဖြစ်ရှိတဲ့နေရည်တွေကိုကျွန်တော်တို့ပိုင်ဆိုင်လာရနိုင်မယ်ပေါ့နော်။အဲ့တော့ဒါနသီလဘဝနာတွေကျွန်တော်တို့မရှိမနေလုံးဝရမယ်ဆိုတဲ့အတိတ်စိတ်ကလေးတစ်ခုထားရမယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ယူသားမှုဂုံပေါ့။ ျွန်တော်တို့လူဟာယူသားမှုကုံရှိမှာရမယ်ယူကုံဟာစားလို့မကုန်ဘူးတဲ့ငါဘသူ့တော့ဘလိုလေးဖြန်ချလိုက်မယ်သူ့စီကငါပတ်ဆံရဖို့တက်ကောငါဘလိုလေးလုလိုက်မယ်ဆိုတော့နီးနန်းမျိုးစုံနဲ့ကလင်ကချစ်တွေကိုတုံးပြီးတော့မှအဲ့လူစီကငွေရအောင်ရှာလိုက်ပြီဆိုလို့ရှင်အဲ့ဒီလူဟာတစ်ချက်အလိုခံကောင်းခံလိုက်ရမယ်ဒါပေမဲ့ကိုကအဲ့လူကိုပြုတ်လိုက်တဲ့အကုသူဟာကို့လက်ရှိဘဝမှာရောတန်တရာအဆက်ဆက်မှာအကုသူကိုခွေးတွေပုံနဲ့မတ်တယ်လို့မျိုးမတ်သားတဲ့ဟာကြီးကပါသွားပြီး လူတယောက်ကိုလိန်လို့ရရမယ်ဒါပေမဲ့ကိုကိုကိုလိန်လို့မရဘူးအဲ့တော့ तू တစ်ဖက်သားကိုကလိန်လိုက်ပြီဆိုလို့ရှိရင်ကိုကိုပြန်လိန်မဲ့သူကလည်းပေါ်လာမယ်ပြီးတော့ကိုကိုကိုလည်းလိပ်ပြမလုံဘူးငါစားတဲ့ထမင်းလုတ်ကသူ့ငါလိန်ပြီးစားခဲ့တာပဲငါစားနေတဲ့ထမင်းလုတ်ကငါသူ့ရှင်ကညာပြီးစားခဲ့တာပဲပေါ့နော်အော်ငါလောဘနဲ့ရှာလိုက်တဲ့ငွေငါမောဟနဲ့ရှာလိုက်တဲ့ငွေငါဒေါသနဲ့ရှာလိုက်တဲ့ငွေဒီငွေတွေကိုငါစားနေတာအချိန်တန်ငါတန်ရည်ခဲတွေကိုမြိုကျတယ်လို့ပဲဖြစ်နေပါရောလားအဲ့တော့ရိုးသားမှုကိုရှိဖို့လိုတယ်ကျွန်တော်ဆိုရင်တက်နေတယ်မလားကျွန်တော်ကိုကျွန်တော်ရို ူသားအောင်နေတယ်ကျွန်တော်မရှိရင်မရှိဘူးရှိရင်ရှိတယ်အဲ့ဒီယူသားမှုကောင်ကလူကိုဘယ်နေရာအကျိုးပြုလေးစေလဲဆိုတော့အချက်၄ချက်အကျိုးပြုစေတယ်ယူသားမှုရှိတဲ့သူကရောက်လျာနေရာမှာသူ့ရဲ့မျက်နှာအကြည့်တက်ရှိပြီးတော့သူ့ကိုချစ်တဲ့ခင်တဲ့သူပေါ်တယ်ကြွေးကြင်မှုကျင်တဲ့သူပေါ်တယ်အဲ့ဒါနံပါတ်၁ပေါ့နော်နံပါတ်၂ကတော့ယူသားမှုရှိတဲ့သူအတွက်နေရာထိုင်ခင်းရမရှာဘူးယူသားတဲ့လူယူတယောက်ဆိုရင်ကြိလိုက်တာနဲ့အော်ဒီကောင်လေးကယူသားမဲ့ပုံလေးပါကဲလက်ခံလိုက်ပါငါတို့အိမ်မှာကဲလက်ခံလိုက်ပါငါတို့အလုပ်ထဲမှာကဲနေရာလေးပြလိုက်ပါသူ့ကိုဒါယူသားမှုရှိတဲ့ဂုံအဲ့သူ့ရဲ့ ဲ့ရိုးကုန်ကြောင်သူ့ကိုအကျိုးပြုစေတဲ့အဥ္စာလူကကြိတ်ကလေးကမျိုးလုံးကကလဲကလဲနဲ့ဟိုကြည့်ဒီကြည့်ကြည့်နေတယ်ဘသူဘလို့ဖြတ်ခုတ်ခြင်းနဲ့လောဘရမျက်တွေများပြီးကလင်ကကြည့်မျက်နှာတွေစိတ်တွေရှိနေအဲ့မျက်နှာတွေကမျက်အဲ့စိတ်တွေကမျက်နှာမှာလာဟာတာအဲ့တော့အဲ့လူအတွက်နေရာထိုင်ခင်းက ဟာဒီကောင်ကြည့်ရတာလူလယ်နဲ့တူတယ်ဟာဒီကောင်ရန်ကုန်သားလားမသိဘူးအဲတချို့ဆိုရှိတယ်ကွာရန်ကုန်သားဆိုလူလယ်လို့သတ်မှတ်တာဒါကျွန်တော်တို့အရင်တော့သတ်မှတ်ခဲ့တာတွေကိုပြောတာပေါ့နော်ရန်ကုန်သားတွေပုတ်ခတ်တာမဟုတ်ပါဘူးများသောအားဖြင့်ရန်ကုန်သားဆိုလူလယ်အညာသားဆိုရင်လူစည်းအဲတိုင်းရင်းသားဆိုရင်လူယိုဒီလိုမျိုးကျွန်တော်တို့ကဟိုရေးဝရအားဖြင့်ကျွန်တော်တို့မှတ်တမ်းပြုစုထားတာပေါ့အဲ့တော့ဘာပဲပြောပြောအရေးကြီးတာကတော့ရန်ကုန်သားပဲဖြစ်ဖြစ်အညာသားပဲဖြစ်ဖြစ်တိုင်းရင်းသားပဲဖြစ်ဖြစ်လူဟာလူပါပဲအဲလူပိတဖို့အတွက်ခုနပြောတဲ့ရိုးကုန်ကလူတိုင်းရဲ့အရင်ထဲမှာထည့်ထားလို့ရတယ်ရိုးကုန်ထည့်ထားပြီဆိုရင်ခုနကပြောသလိုမျိုးအဲရိုးကုန်ကမျက်နှာမှာ ာထင်ဟပ်ပြီးတော့ကြွေးကြေးမွေးကြင်ပေးကြင်နဲ့အဲ့ရိုးကုန်ကြောင့်နေရာတစ်ခုရတယ်နောက်တစ်ခုအဲ့ရိုးကုန်ကြောင့်မူပဲဒုက္ခတွေကိုပျောက်စေတယ်ရိုးသားတဲ့အခါကျတော့လေဘလို့ဒုက္ခတွေကိုပျောက်လဲဆိုတော့ဆိုကြပါစို့စိတ်ကယူသားလွန်အားကြီးတဲ့ခါကျတော့ကိုယ်တစ်ဖက်လူကလိန်သွားတယ်မကောင်းတာလုပ်တယ်ဆိုရင်တော့အော်ဒါငါ့ကိုဒီလိုဒီလိုလုပ်သွားတယ်အော်ငါခံလိုက်ရတယ်အော်အေးဟုတ်တယ်ငါခံလိုက်ရတယ် ော်ပြီးသွားတာဗောခလိုက်တော့လဲအတိတ်ကကြွေကြည့်သွားတာဗောသူအေးချမ်းသွားတယ်ဟောဆို तू ကယူသားတာဗော तू အဲ့လူဘာပြန်လောက်ရမယ်ဆိုလဲ तू မသိဘူးအဲ့သူ့ကိုလိန်သွားတဲ့သူ तू ဘလို့ပြန်လောက်ရမယ်ဆိုလဲ तू မသိဘူးအော်ငါ့ကို तू ဒီလိုလောက်သွားတယ်ကြည်စမ်းအေးငါခံလိုက်ရတယ်ဆိုအဲ့သူ့ရဲ့ယူကုံကသူ့ကိုအေးချမ်းစေတယ်အဲ့လိုယူကုံမှုဖက်နဲ့ဖြတ်ထိုးညံကောင်းပြီးတော့ညံလေးအရန်တုံးတဲ့သူအဲ့လိုပြောအေးဘလို့ခေါ်မလဲအများတစ်ဖက်လူကိုပေါ်တော့ဘာပြန်လောက်ရမယ်တွေးတတ်တဲ့သူကြတော့ ဒင်းငေါ့လိန်သွားတယ်ငါစီကတိန်းတရာလိန်သွားတယ်ဒင်းစီကငါတိန်းတရာပြန်ရအောင်ဘယ်လိုလိန်ရမလဲဆိုစတွေးခဲ့ရသူကလောဘနဲ့ပူတောင်လာတာအဲ့တော့ယိုးကုံကလူကိုအေးချမ်းစေပါတယ်နောက်တစ်ခုကယိုးကုံကအပေတကားကိုပိတ်စေပါတယ်အဲ့ အဲ့ရိုးသားတဲ့သူကဘယ်တော့မှငရေမကြဘူးအဲ့ရိုးသားတဲ့သူတွေတည်တဲ့အခါမှာဘဝကူကောင်းတယ်လူဝခန္ဓာမြေချတဲ့နေရာမှာတိတ်အရေးကြီးတာပေါ့နော်ဒီခန္ဓာကိုယ်ကြီးတွေမှာရှိတဲ့ဒီအသက်မထွက်ဖို့ကမထွက်ခင်မှာခံရတဲ့ဝေဒနာကမပြင်းထန်ဖို့အရန်အရေးကြီးတယ်လူတစ်ယောက်ကအသက်ထွက်ခံဒီမှာအရန်အရေးကြီးတယ်ပေါ့အသက်ထွက်ခံဒီမှာခံစားရတဲ့ဝေဒနာတွေတိတ်များနေတဲ့ဇောတွေကတ်တာတိတ်များနေပြီဆိုလို့ရှိရင်ဘဝကူကလည်းမကောင်းတော့ဘူးအဲ့တော့ရိုးကုန်ရှိတဲ့သူကအသက်ထွက်တဲ့ခါမှာလည်းခန္ဓာကြီးကတိတ်ပြီးတော့မှနှိမ့်ဆက်တာမခံရဘူးအဲ့ဒီရိုးကုန်ရဲ့ကုသိုလ်ကံကြောင့်ဇောတွေ မကပ်ပဲနဲ့အသက်ထွက်ညင်သာတယ်။အဲ့တော့ရိုးကုန်ရှိတဲ့သူတွေကအပင်မကြဘူး။အဲ့တော့ရိုးသားမှုကုန်စားလို့မကုန်။အဲ့တော့တတ်တဲ့များစိတ်ကိုရိုးသားအောင်ထားပါ။အဲလောဘစိတ်တွေနဲ့ပတ်စံမရှာနဲ့။အဲကျွန်တော်ရဲ့ဘဝတွေမှာဆိုကျွန်တော်ကြုံဘူးရတယ်။လူတစ်ဖက်သားကမရှိလို့တစ်ဖက်သူရှိမှာအတိုးနဲ့ပတ်စံချီတယ်ပေါ့။အဲ့ကြီးတဲ့ခါမှာလာချီတဲ့သူကိုကြည့်ပြီးတော့အော်တို့ကလူရိုးလေးပါ။အဲ့တော့ဒီလူရိုးလေးကိုတော့ငါချီပေးလိုက်ရင်တော့သူ့အတွက်ဘဝတွေကအဆင်ပြေသွားမှာလေတပါ့။ဟဲ့နင်ကရိုးသားပါလေ။နင်ကအလုပ်လုပ်တဲ့သူပါ။နင်ကငါချီပါမယ်ဆိုပြီးချီလိုက်တယ်။ဒါပေမဲ့ပါဇက်ကသာရိုးသားပါ ပါတယ်နင်ကအလုပ်လုပ်မဲ့သူကနင်ငါချီးပါမယ်ပေးလိုက်တဲ့အတူက15ချက်တူ20လို့တရအောင်20ဆိုတဲ့ခါကျတော့တသောင်းအဲဒါ2000တသိန်းကို2000အဲ့တော့သူ့ရဲ့ရှာဖွေရဲ့သူ့ရဲ့ကိုကံအားနဲ့စူးစမ်းယူကံလို့ရတဲ့ပတ်စံတွေကနေပြီးတော့ဒီအတိုးကိုပြန်ဆက်နေရတော့သူ့မှာဟာဘဝပူပူနစ်မောလာတာယူသားတဲ့သူကိုယူသားဆိုတာထောက်ပံ့ပါ ကဲနေကလူယိုးလေးပါကဲနေကမြေတောင်ပြောက်ပေးလိုက်မယ်နှစ်ချက်တူတစ်ချက်တူသုံးချက်တူကဲရွှေတူပဲရှိပါတယ်ဆိုရွှေတူကလည်းတွက်ကြည့်ပါအများကြီးမြတ်ပါတယ်ပြောချင်တဲ့အတိပဲကယူသားစွာနေပါယူသားစွာပတ်ဆံရှာပါယူသားစွာစားပါအဲ့ဒီယူသားမှုရဲ့ဂုံကကျွန်တော်ခုနပြောတဲ့အကျိုးကျေးဇူးတွေကိုရမှာယူဂုံကိုစန့်ကျင်ပြီးတော့ဘဝမှာလောဘဒေါသမောဟတွေနဲ့ကြီးပွားခြင်းနဲ့အတ္တဆိုတဲ့အရာကိုတကုံထုပ်ပြီးပတ်ဆံရှာရင်အဲ့ဒီထမင်းတွေဟာတန်ရည်တန်ငယ်တွေကိုစားတောက်နေရတယ်လို့ပါပဲဒါကြောင့်ယူဂုံကိုစောက်တည်ဖို့မမေ့နဲ့လို့ကျွန်တော်ရဲ့ချက်တဲ့ မမိတ်ဆွေကိုပြောချင်ပါတယ်တတကျေးဇူးတင်ပါတယ်ဗျာ